Cruising down the highway, windows down low. Sunset paints the sky in a. ဒုတိယကဘာစစ်ပြီး1946အလူးလဲခံစားရတဲ့အရာတစ်ခုကတော့အလုတ်ကန်ရှားပါမှုနဲ့စားဖို့နေရေးပြဿနာတွေအလုတ်လက်မဲ့ပြဿနာတွေကဥရောပတစ်ခွင်မှာ စတင်ဖြစ်ပေါ်လာတယ်။အီတလီနိုင်ငံရောမမြို့အတွင်းမှာလည်းစည်ရင်သားရက်ွက်တွေမှာအုံကြွကြွတွေဖြစ်နေတယ်။ဘာလဲဆိုတော့အေးဆက်နေတဲ့ကာလတကူ အဲ့ကာလာထဲမှာမှ လူတွေကတန်းစီပြီးတော့အလုပ်ရဖို့အတွက်စောင့်ဆိုင်နေကြတယ်။မဲမောင်နေတဲ့ညတညမှာအလင်းရောင် ထိုးပြလိုက်သလိုခက်တခိရဲ့အနှစ်သာရကိုစူးစီးပြီးတော့မြင်လိုက်ရသလိုပဲလူအုပ်တွေကြားထဲမှာတန်းစီနေတဲ့လူတွေကမပြစ်မနေအလုပ်ရမှာဖြစ်မယ်။အလုပ်မရဘူးဆိုရင်သူတို့အတွက်စားဖို့နေရေးမိသားစုတွေငတ်ပြတ်မဲ့အရာတွေနဲ့ကြုံရမယ်။ဒီအတွက်ကြောင့်တန်းစီပြီးတော့ အလုပ်ရဖို့အတွက်စူးစမ်းနေကြတယ်။အဲ့လူအုပ်ကြားထဲမှာပဲအန်တိုနီယိုရီချီလို့ခေါ်တဲ့လူတစ်ယောက်လည်းပါတယ်။သူကလည်းအလုပ်လိုချင်တယ်။ဘာလို့လဲဆိုတော့သူ့မိသားစုကိုသူကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးချင်တယ်။အဓိကကတော့စာဖို့နေရေးပြဿနာကိုဖြေရှင်းချင်လို့ပဲဖြစ်တယ်။ရီချီကအလုပ်ရဖို့အတွက်သူကအချိန်ကြာကြီးတန်းစီနေတယ်။တန်းစီနေရင်လည်းကံကောင်းစွာနဲ့သူ့အတီးတစ်ယောက်ကအလုပ်ခန့်မဲ့လူဖြစ်နေတယ်။ ဒီအတွက်ကြောင့်သူကအလုရဖို့ကန့်ကြုံလာတယ်။ဒါပေမဲ့ဒီအလုကနောက်တစ်ခုရှိနေပြန်တယ်။အဲ့နောက်တစ်ခုကလည်းပြဿနာဖြစ်နေတယ်။ဘယ်ရာလဲဆိုတော့ဒီအလုကိုလုံမဲ့သူတွေကမဖြစ်မနေစပိန်တစည်းလိုအပ်တယ်။ဒီအလုကတော့ကြော်ညာပိုစတာလိုက်ခဲ့ပေးရမှာဖြစ်တယ်။ကြော်ညာပိုစတာကိုလိုက်ခဲ့တဲ့အခါမှာမဖြစ်မနေစပိန်တစည်းလိုတယ်။အဲ့စပိန်တစည်းရှိတဲ့လူကိုပဲအလုခံလို့ရမယ်ဆိုပြီးတော့တရားဝင်ကြေညာထားတယ်။ ဒါပေမဲ့ Richie C မှာစပိတ်မရှိဘူး။ဒါပေမဲ့သူစပိတ်မရှိဘူးဆိုရင်တန်းစီနေတဲ့လူအုပ်တွေကလူတွေကလည်းမဖြစ်မနေသူ့နေရာကိုအစားဝင်မှာအလုတ်အရန်လိုချင်တဲ့လူတွေများပြားတာကြောင့် Richie ကလည်းစပိတ်တစည်းကိုမရမခရှာဖွေရတော့ပဲ။ဒီကြောင်းရာကို အိမ်မှာရှိတဲ့သူ့ရဲ့ဇနီး Maria ကိုပြန်ပြောပြတယ်။မာရီယာကိုပြန်ပြောပြတဲ့အခါမှာမာရီယာကအကြက်ရိုက်လာတယ်အကြက်ရိုက်လာတော့သူတို့မှာ ပိုင်ဆိုင်ထားတာဆိုလို့တခုတည်းပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့မင်္ဂလာခန်းဝင်ပစ္စည်းဖြစ်တဲ့အိတ်ခင်းတွေပဲဖြစ်တယ်အဲ့အိတ်ခင်းတွေကိုအပေါင်ဆိုင်ကိုပို့ပြီးတော့စပိန်တစည်းရအောင်သူတို့ဖန်တီးရအောင်မယ်ငက်ပြက်နေတဲ့ကာလအလောက်ကန်ရှားပါးနေတဲ့ကာလအဲ့လိုခစ်တင်နေကြုံရပြီဆိုရင်လူစီကားတဲ့နေရာနှစ်နေရာပဲရှိတယ်တနေရာကတော့အပေါင်ဆိုင်ဖြစ်ပြီးတော့နောက်တနေရာကတော့ဘေးရင်ခန်းတွေပဲဖြစ်တယ် ဘေးရင်ခန်းတွေကဘာလို့လူစီကလဲဘေးရင်ခန်းတွေမှာဘာလို့လူတွေများနေလဲဆိုတော့လူတွေကကိုယ်တွေမစွမ်းဆောင်နိုင်ဘူးဆိုရင်စိတ်လုံခြုံဖို့အတွက်အားကိုးရှာကြတယ်ဒီအတွက်ကြောင့်ဘေးရင်ရေတရားတွေမဖြစ်မနေမရှိရှိအောင်ပြီးပြီးတော့ခြေကြတယ်အဲ့ဒါကြောင့်အပေါင်းဆိုင်နေတဲ့ဘေးရင်ခန်းတွေကခစ်ပြတ်နေတဲ့ကာလတခုမှာအလုတ်အကင်အကောင်းဆုံးလို့ပြောရမယ်ဒီလိုနဲ့ပဲ Richie ကမာရီယာပေါင် ပေးလိုက်တဲ့အဲ့အခင်းစီကနေပြီးရတဲ့ပတ်စံနဲ့စပိန်တစည်းဝယ်ခဲ့တယ်။စပိန်လေးကတော့ PD frame နဲ့စပိန်တစည်းပဲဖြစ်တယ်။စပိန်မှာစပိန်နံပါတ် အပြားလေးပါတယ်။ကျွန်တော်တို့နိုင်ငံမှာလည်းအရင်တော့စပိန်စီးမယ်ဆိုရင်ဒီအရှိမစပိန်နံပါတ်ပြားလေးတွေတက်ပြီးတော့စီးခဲ့ရတဲ့ကာလတခုရှိတယ်။ဒီလိုပဲ1946အီတလီမှာလည်းဒီအဖြစ်ပြက်နဲ့ထပ်တူကြတဲ့ယာတွေရှိခဲ့တယ်။ ဝယ်ထားတဲ့စပိန်တစည်းဖြစ်တဲ့ Fiti Frame နဲ့ဒီစပိန်လေးနဲ့ပထမအဦးဆုံးလုပ်ငန်းဝင်စဝင်ရတော့မယ်။ Richie တရားကိုလုပ်ငန်းဝင်ဝင်ဖို့အတွက်တက်ကြွစွာဖြစ်နေတယ်။ဒီလိုနဲ့ပဲ Fiolaya ဈေးမှာသူက poster ကပ်ဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။ Fiolaya ဈေးမှာသူကလေကားပေါ်တက်ပြီးတော့ကျောင်းကျ poster ကပ်နေတုံအတွင်းမှာပဲသူ့ရဲ့စပိန်ကိုလူငယ်တစ်ခုတစ်ယောက်ကကိုးပါတယ်။ ထမဆုံးရက်မှာပဲသူဆိုရင်ကိုးခံလဲရတယ်ဒါဟုတ်သူတွေ့တဲ့အခါမှာအဲ့တခိုးကိုလိုက်ဖမ်းတယ်တခိုးကလည်းမျက်ခြေပြတ်သွားတယ်ပဲလက်မြန်သွားတယ်ပြတ်ွယ်သွားတယ်ဒီရာဟုတ်သူကရဲကိုသွားတိုင်းတယ်ရဲကတာဝန်ယူမှုမရှိဘဲနဲ့စစ်ဆေးမှုတွေရှာဖွေမှုတွေမပြုတ်လောက်ပဲနဲ့ဘာပြောလဲဆိုတော့မင်းတခိုးကိုတွေ့တဲ့နေရာငါ့ကိုလာပြောတခိုးကိုတွေ့ပြီဆိုရင်ငါ့ကိုချက်ချင်းကြောင်းကြငါလာဖမ်းပြီးမယ်ဆိုပြီးတော့ဒီလိုနှစ်သိပ်စကားတခွန်းသာပြန်ပြောခဲ့တယ် ဂျဲကိုအားကိုမရတော့ရီချီတယောက်သူ့ရဲ့သားဘရူနိုနဲ့အတူရောမမျိုးတွေရဲ့လမ်းတွေဈေးတွေဖျားကြောင်းတွေမှာလက်ပတ်ပြီးတော့သူတို့မိသားစုရဲ့တံမိုးကြီးတဲ့တခုတည်းသောအရာဖြစ်တဲ့စပိန်ကိုလိုက်ရှာတယ်။စပိန်မရှိဘူးဆိုရင်နောက်နေ့စားဖို့နေရတဲ့အတွက်အဆင်မပြေဘူး။အလုံးမရှိဘူး။အလုံးမရှိရင်ဘဝဆိုတာရှိမှာမဟုတ်တော့ဘူး။ဒီအတွက်ကြောင့်သူတို့သားဘာနဲ့ရောမမျိုးကြီးမှာ လိုက်လံပြီးတော့စပိန်ရှာပုံတော့ ခွင့်ရတယ်ပထမဆုံးသူတို့ရှာတဲ့နေရာကဈေးပဲဖြစ်တယ်ဈေးကိုဘာလို့သွားရှာလဲဆိုတော့အဲ့ကာလမှာတကိုးတွေအလုံးပေါ်တယ်ပေါ်တဲ့အခါမှာတကိုးတွေရဲ့ပစ္စည်းတွေကိုဈေးမှာလာရောက်တယ်လာရောက်ပြီးတော့ဈေးရလူတွေကလည်းဘာလုပ်လဲဆိုတော့ဖြုတ်ပြီးတော့ပြန်ပြီးတော့ဈေးတွေပါချွတ်ဈေးတွေပြန်တုပ်အဲ့လိုပုံစံမျိုးတွေလုပ်တယ်ရီချီကလည်းဈေးကိုလာရတဲ့အကြောင်းရင်းကသူ့စပိန်နောက်ဆုံးဘာမှမကြံရင်တော့မှ သူမှတ်မိတဲ့အစိတ်ပိုင်းလေးတစ်ခုတွေးခဲ့ရင် ပြန်ရ လိုရညာပေါ့အဲ့လိုမြောင်းလင်းချက်နဲ့ဈေးကိုလာရှာတယ်ဈေးကိုလာရှာတဲ့ချိန်မှာလည်းသူ့စပိန်ကိုခိုးသွားတယ်လို့ယူဆရတယ်လူငယ်တယောက်ကအဲကိုင်းညီဝထားတဲ့လူတယောက်နဲ့စကားပြောနေတယ်အဲ့အတွက်ကြောင့်သူကလိုက်ဖမ်းတယ်လိုက်ဖမ်းတဲ့အခါမှာမိလာဆိုတော့လည်းမမိပြန်အောင်အဲ့အခါမှာစကားပြောနေတဲ့လူကြီးကိုမေးတော့လေလူကြီးကလည်းငါဘယ်သူနဲ့မှစကားမပြောပါဘူးဆိုပြီးတော့အဲ့လိုပြန်ပြီးတော့တုတ်ပြန်တယ်ဒီလိုနဲ့ပဲရီဂျီနဲ့တားငယ်ဘရူနိုတို့ကစိတ်သက်ကြပြီးတော့ပြန်ထွက်လာတယ်။နောက်ကြတော့ဖျားเจ้า ကိုတွားရှာဖို့အတွက်ဖြစ်လာတယ်ဘာလို့လဲဆိုတော့ခုနကလူငယ်ကိုပဲတခိုးလို့ထင်ရတဲ့လူငယ်ကလည်းဘုရားကျောင်းထဲကိုဝင်ပြေးသွားတယ်သူတို့တာဖန်တယောက်ကိုတွေ့တွေ့ချင်းမှာဝင်ပြေးသွားဝင်ပြေးသွားတဲ့အခါမှာဘုရားကျောင်းထဲကိုဝင်ပြီးတော့လဲလိုက်ရှာပြန်တယ်လိုက်ရှာတော့ဘုရားကျောင်းထဲမှာလဲဝိပြုနေတဲ့အချိန်ဖြစ်နေတယ်အဲဒီအချိန်မှာသူတို့တာဖန်တယောက်ရှာပုံတော်ဖွင့်နေတယ်ဘုရားကျောင်းထဲမှာစူးစူးနေနေဖြစ်သွားခဲ့တယ်ဒီဟာကိုသင်းဆရာကတီးပြီးတော့သူတို့တာဖန်တယောက်ကိုကျောင်းပြန်ကန်ထုတ်ခဲ့လိုက်တယ် ဒီလိုနဲ့ပဲမကံမရနိုင်မခြင်းမနှက်ဖြစ်ပြီးတော့တားပါးနဲ့ရောလက်သီးဆုပ်ပြီးတော့လမ်းမပေါ်မှာထိုင်ချပလိုက်တယ်ဘလို့မှဖြေရှာရတဲ့အရာတွေမတွေ့တဲ့အဆုံးမှာအင်းကိုပြန်လာခဲ့တယ်အင်းရောက်တော့ဇနီးပြည်သူကလည်းအာကိုရဖြစ်တဲ့ပေဒင်ခန်းကိုတွားပြီးတော့ပေဒင်ရတရားတွေမေးရပြန်တယ်ခဏခဏပေဒင်ခန်းကိုတွားပါများတော့ဖျောင်းနိုင်ပိုးတွေကုန်လာတယ်ပြီးတော့ပေဒင်ကားတွေပါထပ်တိုးပေးလာရတယ်ဒီလိုနဲ့ပေဒင်ခန်း သွားပါများပြီးတော့တရက်မှာတော့ရေချီတရားသူမိမနဲ့သူပေးရင်ဆ iam မစီကိုသွားတွေ့တယ်သွားတွေ့ပြီးအပြန်မှာတခိုးနဲ့ထွက်တွေ့ပြန်တယ်တခိုးကိုတွေ့တဲ့အခါမှာသူကတခိုးကိုလိုက်ဖမ်းတယ်လိုက်ဖမ်းနေရင်းနဲ့တခိုးကပြေးတစားတွေရှိတဲ့အဆောက်အဦတွေကိုဝင်သွားတယ်အဲ့အဆောက်အဦတွေကိုဝင်သွားတဲ့အခါမှာသူကဒီအဆောက်အဦတွေကိုဝင်ဖို့အတွက်သူကစူးစမ်းတယ်အဲ့အခါမှာအမျိုးသမီးတွေကရိုးရိုးတဲတဲနဲ့អော်ហិបပြီးတော့အကူအညီတောင်းတယ်အဲ့အခါမှာရဲရောက်လာတယ် ရဲကရောက်လာတဲ့အခါမှာသူ့ကိုပြဿနာရှာတယ်။ "तू ကမဟုတ်ဘူးဒီထဲမှာတကိုးရှိတယ်လို့ပြောတာ။မျိုးသမီးရတယ်ဒီထဲမှာဘာတကိုးမှမရှိဘူးဆိုပြီးတော့ပြန်လဲတုတ်ပြန်တယ်။အဲဒီအခါမှာရဲကသူ့ကိုပြဿနာမရှာနဲ့ဆိုပြီးတော့တတိပေးတယ်။ Richie တရားကိုစိတ်တက်အရန်ကြားပါတယ်။ဘာလို့လဲဆိုတော့တကိုးကိုရဲတွေကမဖမ်းပေးဘူး။စုံစမ်းမစစ်ဆေးပေးဘူး။မရှာဖွေပေးတဲ့အပြင်သူ့ကိုဘာပြဿနာရှာနေတယ်ဆိုတော့အတွေးမျိုးဝင်သွားစေတယ်။ဒီလိုနဲ့ပဲ ရီချီတယောက်သူ့ရဲ့သားငယ်နဲ့အတူနေစဉ်ရောမမျိုးကြီးတခွင်မှာတကိုးရှာပုံတော့ဖွင့်နေတယ်။တရက်မှာတော့အာဂါဇာဘောလုံးကွင်းကြီးနားကိုတားဖားနှစ်ယောက်ဖျက်ဆောင်မိသွားတယ်။ဖြစ်ချင်းတော့ကွင်းကြီးအတွင်းမှာလည်းဘောလုံးပွဲကကျင်းပနေတယ်။လူအုပ်တွေကြားထဲမှာဆူဆူညံ့ညံ့အတန်အနေနဲ့ပအဝင်ကျင်တစ်ခုလုံးကတတိမထားမီနိုင်လောက်အောင်ဖြစ်နေတယ်။အဲ့ခါမှာအာဂါဇာကွင်းရဲ့အဝင်ဝနား နိုင်ငံလေးတစ်ခုမှာစပိန်အဟောင်းလေးတစ်စီးကမိထားတာကိုရီချီကငေးကြည့်နေမိတယ်။ငေးကြည့်နေပြီးတော့သူ့အတွေးတစ်ချက်ရသွားတယ်။ဘလို့အတွေးမျိုးလဲဆိုတော့သူ့ရဲ့သားကိုအရင်ပြန်ခိုင်းလိုက်တယ်။ဒါအရင်ပြန်နဲ့တရက်ထားစီးပြီးတော့ပြန်နဲ့အဖေနောက်ကလိုက်ခဲ့မယ်ဆိုပြီးတော့မားလိုက်တယ်။အဲ့ခါမှာရီချီကသူ့ရဲ့သားကိုပြန်ခိုင်းပြီးတော့သူကအာကစားခွင့်ရှိတဲ့ဘက်ကိုပြန်လာတယ်။ပြီးတော့စပိန်ကိုတေချာစိုက်ကြည့်ပြီးတော့ ပိုင်ရှင်မရှိဘီနာမှာဘယ်သူမှမရှိတဲ့စပိန်ကိုသူကမြန်မြန်ဆန်ဆန်လှမ်းယူပြီးတော့တက်နှင်းပြီးတော့ခိုးပြေးသွားတယ်အဲ့လိုခိုးပြေးသွားတဲ့အခါမှာသူခိုးပြေးတဲ့အချိန်မှာမှလူတွေကတတိထားမိပြီးတော့ဝိုင်းអော်ပြီးတော့နောက်ကလိုက်ကြတယ်အဲ့လိုလိုက်တဲ့အခါမှာသူသားကလည်းတရထားဆောင်းနေတဲ့အချိန်ဒါပေမဲ့တရထားကမလာသေးဘူးအဲ့ဒီအတွက်ကြောင့်အတန်နေကြားတဲ့အခါမှာလက်ကြည့်ရတဲ့အခါမှာ စပိန်မောင်းဝီပြေးသွားတာကသူ့ဘီဖြစ်နေတယ်အနောက်ကတကူးတကူးလို့လိုက်អော်နေတဲ့လူအုပ်တွေရဲ့အတန်ကိုကြားတဲ့အခါမှာသူကအယံအံ့ဩသွားတယ်တန်းငယ်ဘရူနိုကအံ့ဩသွားတယ်နောက်ဆုံးအိုက်သူ့အဖေသွားတဲ့နောက်ကိုသူ့တန်းငယ်ပါပြေးလိုက်တယ်ပြေးလိုက်တဲ့အခါမှာသူ့အဖေကိုလူအုပ်ကြီးကဖမ်းမိသွားတယ်ဖမ်းမိသွားပြီးတော့လူအလဲမှာသူ့အဖေကတိမ်ငယ်စွာအားငယ်စွာနဲ့ပဲမျက်နှာကိုအောက်ချပြီးနေတယ် အရင်တော့ကဖခင်ဘော်ကိုယူသေးလေးစားမှုတွေရှိခဲ့တယ်အခုတော့ဖခင်ကိုဘရူနိုတယောက်စိတ်ပြတ်နေမိတယ်ဒီဇလန်လေးထဲမှာစပိန်တစည်းဆိုတာကပစ္စည်းတစ်ခုတက်ပိုးတဲ့တင်ကြတာရှိတယ်မိသားစုရဲ့စားဖို့နေရင်မိသားစုရဲ့ဂုံတိတ်ခါကိုကိုစားပြုနေတယ်ဒါအပြင် မတီမြဲခြင်းဆိုတဲ့အရာတွေပါသလိုပျက်ပြားခြင်းဆိုတဲ့အရာတွေကိုလည်းမြင်ရတယ်လူတယောက်ကစားဖို့နေရင်ခက်ခဲလာပြီဆိုရင်စောင့်ထင်းထားတဲ့ကိုကျင်တရားတွေ ဘလောက်ထိရိုက်ချိုးပြစ်နိုင်တယ်လဲဆိုတာကိုလည်းဒီဇလန်ထဲမှာမြင်ရနိုင်တယ်သူကိုယ်တိုင်ကတခိုးတွေကိုရှာဖို့အတွက်ဖြစ်လာတဲ့လူတစ်ယောက်ကနောက်ဆုံးကိုယ်တိုင်တခိုးဖြစ်သွားတဲ့အဖြစ်ပြက်ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇလန်လေးရဲ့မူရင်းပိုင်ရှင်ကအီတလီစာရေးဆရာလူဝီပါတိုလီနေပဲဖြစ်တယ်ဒီဇလန်လေးကကဘာမှာနာမည်ကျော်ကြားခဲ့တဲ့အကြောင်းအရာကတော့1948မှာ Bicycle သီးဆိုပြီးတော့ Driver ဗစ်တိုရီယိုဒီစီကာရဲ့လက်ရမြောက်တဲ့ဇာကားတကားကြောင့်ကဘာမှာဒီဇလန်လေးကအထင်ကရဖြစ်နေသေးဖြစ်တယ်။ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့အယူအဆတွေကိုဒုတိယကဘာစစ်ပြီးကာလမှာတွန်းလှန်ပြီးတော့ပြောင်းပြန်လှန်ပစ်ခဲ့တဲ့အထင်ကရရုပ်ရှင်ကားတကားပဲဖြစ်ပါတယ်။ဒီဇလန်လေးစတင်ပေါ်ပေါက်လာတဲ့အချိန်မှာကဘာတဝမ်းကပညာရှင်တွေကဒီဇလန်ကကွန်မြူနီဝါဒါကိုမိမောင်းထိုးပြထားတယ်ဆိုပြီးတော့ဖော်ပြတယ်။တကယ်တော့ဒီဇလန်က လူသားဝါရဆိုင်ရာ အကြောင်းအရာတွေကိုခြုံငုံပြီးတော့ပြသထားတဲ့အသီးစိတ်များတာဖြစ်တယ်ယတဗေဒစနစ်တွေကအသီးစိတ်လေးတစ်ခုသာဖြစ်တယ်အဲဒီအသီးစိတ်ကလည်းမပြည့်စုံခြင်းဆိုတဲ့အရာကိုသာထင်ရပြသထားတယ်စင်းရဲမွဲတေခြင်းကလူတွေရဲ့ကိုကျင့်တရားကိုဘလောက်ထိရိုက်ချိုးပြစ်နိုင်လဲမိသားစုတွေဘလို့ပြိုလဲသွားနိုင်တယ်လဲဆိုတဲ့အရာကိုသာထင်ရပြသထားတဲ့ပုံရိပ်ရောင်ဇလန်တစ်ခုပဲဖြစ်ပါတယ်ဒီ အကြောင်းအရာကိုစာအုပ်အနေနဲ့ဖတ်ကျင်တယ်ဆိုရင်တော့ Victoria Dzika ရဲ့ဒီဇညုံပေါ့အဲ့ဇညုံစာအုပ်ကိုဘာသာပြန်ထားတဲ့စာအုပ်တို့ရှိပါတယ်အဲ့ဒါကိုတော့ဆရာကြီးမြတ်တန်တင်ကဘာသာပြန်ပေးထားပါတယ် Bicycle တခုများဆိုပြီးတော့ဒီစာအုပ်လေးပဲဖြစ်ပါတယ်စာမျက်နှာက133ပဲပါပါတယ်စာအုပ်အနေနဲ့ဖတ်ကျင်တော့ဒီစာအုပ်လေးရှိတယ်စာအုပ်အနေနဲ့မဖတ်ကျင်မဲနဲ့ရုပ်ရှင်အနေနဲ့ကြည့်ကျင်တယ်ဆိုရင်တော့1948ကထွက်ခဲ့တဲ့ Black and White ရုပ်ရှင်ရှိပါတယ်။အဲရုပ်ရှင်ကလည်းကပတ်ရုပ်ရှင်သမိုင်းမှာအထင်ကရရုပ်ရှင်တစ်ခုအနေနဲ့တည်ရှိနေတဲ့ဖြစ်ပါတယ်။ဒါကတော့ bicycle ထီလို့ခေါ်တဲ့ bicycle တကူးများ စပိန်တကူးများအကြောင်းကိုဇလန်းလေးတစ်ပုံနဲ့အတူပြပြလာနိုင်တဲ့ကုကျင်တရားဆိုင်ရာအတွေ့အကြုံတွေကိုပြန်လည်ဝင်မြပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုစုံတီလိုက်ပါကြည့်ပြီးတဲ့ဒုတိယချင်းစီကိုကျေးဇူးတင်ပါတယ်။ ျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါအောင်အားလုံးပဲ see you in the next video